ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့စည်ရဲပြပွဲမှာဆန္ဒပြရင်ပြင်းထန်တဲ့အင်အားသုံးမယ်လို့ trend တည်ပေးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားကြပါမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီတင်ဘက်ကဝါရှင်တန်မှာကျင်းပမဲ့စည်ရဲပြပွဲမှာဘယ်ဆန္ဒပြသူကိုမဆိုပြင်းထန်တဲ့အင်အားသုံးပြီးရင်ဆိုင်မယ်လို့ချိန်ချောက်လိုက်ပါတယ် စနေနေ့ကျရင်ပွဲကြီးကျင်းပကြမယ်လို့ Trump က Oval Office မှာတည်င်းထောက်တွေကိုပြောခဲ့ပါတယ်။ဆန္ဒပြသူတွေထွက်လာရင်တော့အင်အားကြီးကြီးမားမားနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ Trump ကနေပြောခဲ့ပါတယ်။စစ်တပ်ရဲ့နှစ်250မြောက်နှစ်ပတ်လည်နေ့ကိုဂုံပြုမဲ့ဒီစစ်ရေးပြပွဲဟာဆိုရင်တမရရဲ့89နှစ်မြောက်မွေးနေ့နဲ့လည်းတိုက်ဆိုင်လို့နေပါတယ်။ Washington မှာကျင်းပမဲ့စစ်ရေးပြပွဲမှာဆန္ဒပြဖို့စီစဉ်ထားတာဘာမှမကြားရသေးဘူးလို့သူကပြောပေမဲ့ဒါကတော့ကျွန်တော်တို့နိုင်ငံကိုမုန်းသီးတဲ့သူတွေပဲ။ သူတို့ကိုပြင်းထန်တဲ့အင်အားနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ထပ်ပြီးတော့ပြောခဲ့ပါတယ်။ Washington DC National Mall အနီးမှာစစ်တပ်ရဲ့250မြောက်နှစ်ပတ်လည်စည်ရေးပြပွဲအတွက်တဲယူပို့ဆောင်ရေးရင်တွေပေါ်ကနေပြီးတော့ US Army စစ်ရင်တွေကိုချနေတာဇွန်လ10ရက်နေ့မှာတွေ့ရတာပဲဖြစ်ပါတယ်ရှင်။စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။